ညာနဲ့လည်းပဲသွန်နေတဲ့ပုဂ္ဂိုလ်အထွေကျဘုရားလည်းပဲမြေသားမြူသမီးတန်နေတဲ့ပုဂ္ဂိုလ်အထွေကျဘုန်းကြီးတို့မှာစပြီးဩဝါဒပြောဟာတာသာသနာပြုဝဲသားဆိုလို့ရှိရင်တရားထုတဲ့ပုဂ္ဂိုလ်စိတ်ညာလေးရောနည်းနည်းလေးညာညာဖြစ်နေတယ်ဆိုတော့ဘုန်းကြီးတို့ပြောလို့မအောင်ဒါလည်းလည်းသူကအခုနေတာတော့တရားထုတဲ့ပုဂ္ဂိုလ်ကညာများပြီးအားရစရာဝန်တာကြောင့်နာကောင်းပါလေ ဘုရားရှင်ကတမန်တော်မှာဒါမှမဟုတ်ဘုရားပါလေ။ဆရာစီရပါပဲ။သောဒုဒ္ဒနာပုဂ္ဂိုလ်လည်းအနာသောပြည်များပါပြည့်စုံပါလေ။အခုဒီမှာလည်းစပြီးတော့သူတည်ရရင်နောင်လည်းပဲသာသရာကြီးအစမရနိုင်ပြီးကျင့်ပြီးတော့သာသနာတော်ထုတ်တက်ပါလိမ့်မယ်လို့ညွှန်ရင်းပါလေ။အဲဒီညွှန်ရင်းတဲ့အတိုင်းပြည့်စုံအောင်လို့ ဆောင်ရွက်ကြဖို့ပါပဲအခုသူဆောင်ရွက်လာကြတာဒီလည်းပဲသာသနာတော်ကြီးပွားတိုးတက်အောင်ဆောင်ရွက်ကြတာပါပဲသာမန်မဟုတ်ဘဲနဲ့ဘုရားသနာရှိပြီးတော့သာရင်ကြီးဆုံးတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဒီခုလည်းငင်းပဲတရားဥပဒေနဲ့ရအောင်ဟောဒီစံပတ်တော်ပါဒီနဲ့ကိုရောက်ပြီးတော့တော်တော်ရှိအောင်ဒီလိုညှော်လင့်ပြီးတော့ချင်းရောက်ကြတယ် ်ဘုရားရဲ့အာရုံတဲ့ပုဂ္ဂိုလ်ရာဘုန်းကြီးတို့ကြားကြတဲ့အာရုံတဲ့တရားအထုတဲ့ပုဂ္ဂိုလ်တို့ကိုလည်းပြောတာဒီပေါ်လေဒီဘဒရာညာနဲ့ဆန္ဒဖြစ်ပေါ်မှာပြောတာဒီနာကိုအားရလဲကောင်းပါလေဘုရားစပြီးတော့ဘုန်းကြီးဓမ္မချမ်းပြတော့မှာဓမ္မစဟောလာတယ်ဘုန်းကြီးစာတိယမှာဟောလာတာအရှာမှာမဟုတ်ပါဘူးတတိယဟောတာလည်းရှားတယ်မဟုတ်ပါဘူး။ဘုန်းကြီးရဲ့ e, e a mim.